ယူကရိန်းဒီစစ်စင်ရာပြင်ဆင်ချိန်18လကြာခဲ့ပြီးတော့ဒရုန်း138ဆင်းသုံးခဲ့လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကပြောပါတယ်ဒီစစ်စင်မှာရုရှားစစ်လေရင်အထူးသဖြင့်ဘုံကျဲလေရင်40တစ်စီးထိဖျက်ဆီးနိုင်ခဲ့လို့ယူကရိန်းဘက်ကထုတ်ပြန်ပေမဲ့လုံးဝပျက်စီးသွားတာကတော့73စီး74စီးဝင်းကျင်မှာရှိမယ်လို့ခန့်မှန်းကြပါတယ်ဆုံးရှုံးမှုပမာဏကတော့အမေရိကန်ဒေါ်လာ9ဘီလီယံလောက်ထိရှိမယ်လို့လည်းခန့်မှန်းထားပါတယ်ရုရှားရဲ့မဟာဗျူဟာလေတဲ့အင်အား3ပုံတစ်ပုံပျက်စီးရလို့ခန့်မှန်းချက်တွေကဖော်ပြပါတယ် drone တွေကိုရုရှားနိုင်ငံတွေကိုလားနဲ့ခြီးပြီးတော့ကြိုခိုးသွင်းထားတာဖြစ်ပါတယ်။ကုံတက်တာပုံစံမျိုးတည်ယူတက်ဆင်နိုင်တဲ့တက်သားအိမ်တွေရဲ့ခေါင်မိုးတွေအောက်အန်ဝတ်လိုဖြစ်နေတဲ့နေရာမှာ drone တွေကိုဟွက်ထားခဲ့တာဖြစ်ပါတယ်။ပြီးတော့မှရုရှားရင်မောင်းတွေကိုပဲအဲ့ဒီတက်တာအိမ်တွေကိုကုံကားတွေနဲ့တည်ပြီးတော့လေဒါစကန်တွေနားကိုမောင်းသွားခိုင်းခဲ့တာဖြစ်ပါတယ်။ရင်မောင်းတွေကိုယ်တိုင်ရိုးရိုးကုံတက်တာတွေလို့ပဲယူဆခဲ့ကြတာပါ။စီးပွားရေးလုပ်ငန်းရှင်တွေကသူတို့ကိုငှားတာဖြစ်ပြီးတော့လေစိန်နားကစီဆိုင်လိုနေရာတွေ မြေကွက်လက်တွေမှာခဏရက်ခိုင်းထားပြီးတော့ဘယ်ဆက်ပို့ရမယ်ဆိုရင်ညွှန်ကြားချက်စောင့်ခိုင်းထားတာလို့ဒရိုက်ဘာတွေကရုရှားမီဒီယာတွေကိုပြန်ပြောပြပါတယ်သူတို့ရက်ဆောင်နေတော့မှာပဲတစ်တားရင်အမိုးတွေပွင့်လာပြီးတော့အထက်ကဒရုန်းတွေထွက်လာဖြစ်ပါတယ်